ဒီဆောင်လေးရဲ့ခေါင်းစဉ်ကတော့အသွင်မတူဖေးမကူတဲ့။ဆောင်းအုပ်ရဲ့မျက်နှာပုံကတော့တောအုပ်စိမ့်စိမ့်ကြီးရဲ့မှာရှိတဲ့ဂူကြီးတကူရဲ့ရှေ့မှာဖားရဲ့ကြီးကန်းရဲ့ရှုံရဲ့မြေခွေးလေးချင်သေးတို့အတူတကွရှိနေကြတဲ့ပုံလေးပါ။သူတို့အားလုံးကတော့ပြုံးနေကြတယ်။ပုံမြင်လေးကိုဖတ်ကြည့်အောင်နော် မွေးသေးသေးလေးမဲရွာတဲ့ညတညမှာပေါ့ကွယ်ချင်းသေးဖားကြည်ကန်းမြေခွေးပါလေးနဲ့ယုံလေးတို့ဟာကြောက်ကြောက်လန့်လန့်နဲ့ဘူကြီးတခုလေးကိုရောက်လာခဲ့ကြတယ်အပြာရောင်ဘူကြီးတခုထဲမှာပေါ့ချင်းသေးရဲ့ဖားရဲ့ကြည်ကန်းရဲ့မြေခွေးမလေးနဲ့ယုံလေးတို့မိုးရီမိလာကြလို့ဘူကြီးရဲ့ဝင်လာကြတာအားလုံးလည်းရေတွေရွှဲလို့မျက်နာတွေကလည်းမရှင်လန်းကြဘူးစက်မပြောခင် သူတို့ရဲ့အကြောင်းလေးတွေကိုပြောပြမယ်နော်။ဟားလေးကအစိမ်းရောင်၊မြေခွေးမလေးကနီညို၊ပန်းဝါရောင်လေးတစ်ဝင်းကိုလည်းပန်ထားတယ်။သူကအမလေးဆိုတော့လေ။ဂျုံကလေးကအဖြူရောင်၊ချင်းသေးကတော့အဝါရောင်ပါ။လေဆံမွေးလေးတွေကလိမ္မော်ရောင်တွေ။ကြီးကန်းကတော့အမဲပေါ့။ကဲ၊ဘုံမြင်လေးကိုဆက်ဖတ်ကြမယ်နော်။စာမျက်နှာနှစ်မှာတော့ညနေလာလေ။မိုးရီလေးလည်းပိုသေးလာလေမို့။ ူတို့အားလုံးဟာပုံပြီးကြောက်ရွံ့လာကြတယ်။အဲ့ဒီအချိန်မှာပဲမိုးချိန်နိုင်ဂျိန်းငနေကြရတော့ဖာကြီးကန်းတဲ့ရုံလေးတို့ဟာအော်ကြောက်လိုက်တာဝါဒီဝိမာလေးရတော့မအော်ပေမဲ့ခန္ဓာကိုယ်လေးရတဆက်ဆက်တုံးနေရှာတယ်။ကြောက်လဲကြောက်เสียပါပဲလေ။အပြင်မှာမိုးချိန်ပြီး ပျက်စီးလက်လိုက်တာဂူတွေကတော့လက်မြင်ရတယ်အာကြီးကနေဂျုံလေးတို့ကကြောက်လန့်ကြအော်လိုက်ကြပြီမေမြေခွေးမလေးခမောင်းအော်တော့မအော်နိုင်ရှာဘူးကြည်ပါလားသူတကောင်ပဲပါဇက်စေနေတာကျန်တဲ့လေးကောင်ကတော့ပါဇက်တွေကိုပြဲနေတာပဲအော်နေကြတာလေစာမျက်နှာသုံးပါတော့သူတို့ကိုမြင်တော့ခန္ဓာကိုယ်ကြီးမားတဲ့ချင်းတွေရတနာသွားပြီငါကသိမ့်များများတော့မလုပ်တတ်ဘူး ။ဟူအဝမှာတော့စောင့်တတ်တယ်။မကြောက်ကြနဲ့။မင်းတို့အားလုံးစိတ်အေးရအောင်ပေါ့လို့ပြောလိုက်တယ်။ဒီလိုကြတော့လေချင်းသေးကြီးကသဘောကောင်းနေနော်။သူကစောင့်မိမယ်ဆိုတော့ကျန်တဲ့ကြီးကန်၊ယုံ၊ဖားနဲ့မြေခွေးမလေးတို့အားရှိသွားတယ်ထင်တယ်။မျက်နှာလေးတွေကကြီးကြီးလင်းလင်းဖြစ်လာကြတယ်။ခုထဲမှာတော့ရေခွက်ကလေးနည်းနည်းရှိနေပါဗါး။စာမျက်နှာလေးမှာဒီခါမြေခွေးမလေးလေးရှစ်ထွက်လာပြီ ငါလည်းတိတ်များများတော့မလုပ်တတ်ဘူး။ကပဲကရက်တယ်။မင်းတို့အားလုံးကြော်သွားရအောင်ပေါ့။အမေအမေညီကွေးမလေးကအမလေးဆိုတော့သူတက်တဲ့အကားနဲ့ဖျော်ပြနေပါပြီနော်။အမီလေးထောင်းခေါင်းလေးရမ်းလို့မျက်နှာကလည်းပြုံးလို့ကြီးကန်းယုံနဲ့ဖားချင်သေးတို့ကလည်းညီကွေးမလေးကတော့ဝိုင်းပြီးကြည့်နေကြတာအပြုံးနေကိုစီနဲ့။စာမျက်နှာငားပါတော့ဖားလေးကလည်း ငါလည်းသိမြများတော့မလုပ်တတ်ဘူးအချင်းတို့ဆိုရတဲ့မင်းတို့အားလုံးအကြောက်ပြေအောင်ပေါ့အုံး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 ဖားလေးကတော့အုံးခံအုံးခံဆိုပြီးအချင်းလေးတွေစုံနေပါပြီသူတို့ကိုကြည့်ရတာတဖြည်းဖြည်းနဲ့ရင်းနှီးလာကြပြီထင်တယ်ကြီးကန်းလေးဆိုချင်းသေးကောင်းပေါ်မှာတော့နားနေတယ်ကဲဒါဆိုရင်တော့ယုံလေးနဲ့ကြီးကန်းလေးပဲကြံတော့တယ်နော်သူတို့ကရောဘာရီလုံးမလဲဆိုတာစက်ဖက်ကြည့်အောင် စာမျက်နှာချောက်မှာတော့အဲ့ဒီနောက်ယုံလေးကလည်းငါလည်းတိတ်မြများတော့မလုပ်တတ်ဘူးပုံမြင်လေးတော့ပြောတတ်တယ်မင်းတို့အားလုံးအိပ်ပျော်သွားအောင်ပေါ့ဆိုပြီးသူတို့တက်တာတွေကိုလှုပ်ပြကြရင်တဖြည်းဖြည်းနဲ့ရင်းနှီးလာကြရဲ့ကွယ်ယုံဖြူလေးကမတည့်ရပြီးပုံမြင်လေးကိုပြောပြတော့ရှင်သေးဖားနဲ့မြေခွေးမလေးတို့လည်းမျက်လုံးလေးတွေမှဲ့ပြီးနားထောင်နေကြတယ်။မြေခွေးမလေးဆိုစိတ်ဝင်တစားနဲ့နားထောင်နေတာ အမီလေးကိုထောင်းလို့ကြီးကန်းလေးကတော့ကိုချင်သေးပေါ်ကားကိုမစင်းတော့ဘူး။စာမျက်နှာခွင်းထဲမှာတော့ဒီလိုနဲ့တရိတ်ဆန်လေးတွေအားလုံးဟာအချင်းချင်းစိတ်အေးချမ်းအောင်လှုပ်ပေးနေကြပြီ။ပူပူကက်ကက်အိပ်ပျော်သွားကြတဲ့ကွယ်။သူတို့အိပ်ပျော်ကုန်ကြပြီ။အိပ်နေကြပုံကိုလည်းကြည့်ပါဦး။ဘိုးကအေးတော့ဥကက်နေကြတာ။ချင်းသေးကဝှက်ပြီးအိပ်နေတော့မြေခွေးမလေးကတော့ ညာဘက်ကယုံလေးကဘေဘက်ကကက်ပြီးအိတ်နေကြတာဖားလေးကတော့ချင်းသေးရဲ့ကိုပေါ်မှာကိုတက်အိတ်နေတာကိုရွှေကြီးကတော့ထုံးစံအတိုင်းချင်းသေးကြီးရဲ့ခေါင်းပေါ်ကကို မစင်းဘူးလေးကောင်သားအိတ်နေလိုက်ကြတာခေါ်ကလူခေါ်ကလူနဲ့အတန်တွေတော့မြည်နေတယ်စာမျက်နှာရှစ်မှာတော့နောက်တနေ့မနေ့ရောက်တော့မိုးရီလေးတွေငြိမ်သွားပြီးအလင်းရောင်လေးမြင်လာရတဲ့အချိန်မှာ ကြီးကလေးက တငယ်ချင်းတို့ငါလဲသိများများတော့မလုပ်တတ်ဘူး။ကောင်းငင်မော်ပြန်နိုင်နေ။ဒါကြောင့်အပြင်အခြေအနေကို ထွက်ကြည့်လိုက်မယ်။အေးချမ်းသွားပြီလားလို့ပေါ့။အာအာလို့ပြောတဲ့အခါအားလုံးကကောင်းနေကောင်းနေလို့တညစ်တညွတ်ချင်းပြောလိုက်ကြတယ်တဲ့။ဒီတခါတော့ကြီးကန်းလေးရဲ့အလှယ်ပဲနော်။အေးကလည်းဝါပြီဆိုတော့သူကတက်တက်ကြွကြွနဲ့အပြင်ကိုထွက်ကြည့်တော့မယ်ပေါ့။ဂူရဲကနေအပြင်ကိုလှမ်းမြင်ရတာကတော့ မိုးရွာတာလျှက်စီးလက်တာတွေမရှိတော့ဘူးအလင်းရောင်မိမ့်မိမ့်လေးလည်းမြင်နေရတယ်စာမျက်နှာကိုမှာတော့ကြီးငယ်လေးထွက်သွားပြီးတိတ်မကြခင်မှာပဲဘူးထဲကိုပြန်လာပြီးအပြင်မှာတာယာနေပြီဟေးလို့ပြောလိုက်တဲ့အခါမုံနှင်းချချိန်မှာဒီကောင်လေးဒီကောင်ပြန်လှန်ကူညီခဲ့ကြတဲ့တငယ်ချင်းအစ်စ်တွေဟာဝင်းတာပျော်ရွှင်စွာနဲ့ဘူးထဲကနေအတူတကွထွက်လာခဲ့ကြတယ်လေကွယ် ကဲဒီစာအုပ်လေးရဲ့နောက်ဆုံးစာမျက်နှာလေးကို ရောက်လာပါပြီဒီပုံလေးကတော့မျက်နှာဖုံးမှာတွေ့ကြရတဲ့ပုံလေးပေါ့ဂူထဲကနေတက်တော်ဆိုင်ဆိုင်ကြီးစီကိုထွက်လာကြတာလေညကမိုးရွာထားတော့အပြင်မှာရေအိုင်လေးတွေနည်းနည်းပါးပါးရှိနေတယ်မိုးတိတ်နေပါပြီဆိုမှယုံလေးကတိရွက်လေးကိုထီမိုးထားသေးတယ်ကြီးကန်းလေးကတော့သူတို့အပေါ်ကနေပြန်နေပြီးမြေခွေးမလေးကလည်းပန်းပန်လေးရပါပဲအိုးဟာလေးက ကိုချင်းသေးကောင်းပေါ်ရောက်လို့ပါလားကလေးတို့ရေဒီပုံမြင်လေးကိုနားထောင်ပြီးအခက်ခဲတွေနဲ့ရင်ဆိုင်ကြရတဲ့အခါတဦးနဲ့တဦးကိုတက်နိုင်တဲ့စွမ်းဆောင်မှုတွေနဲ့အားပေးကြရင် အချင်းချင်းကူညီကြရမယ်နော်ကလေးတို့အားလုံးကျမ်းမာပျော်ရွှင်ကြပါစေကွယ်တာတာမီမီတို့လည်းဘာတွေလှုပ်တတ်ကြတယ်လဲဆိုတာစဉ်းစားရင်ချရေးကြည့်အောင်